အောင်မြင်မှုရဲ့အကြီးမားဆုံးရန်သူ perfectionist ဆိုတဲ့ထောင်ချောက်ကနေ consistency ဆိုတဲ့လမ်းမပေါ်ကိုဘယ်လိုပြောင်းလဲမလဲဒီဗီဒီယိုကိုကြည့်နေတဲ့စာချစ်သူမိတ်ဆွေများအားလုံးမင်္ဂလာပါ the CEO blueprint podcast ကနေပြန်လဲကြိုဆိုပါတယ်ကျွန်တော်ကတော့ CEO coach and master trainer တယောက်အနေနဲ့ခမားတို့ရဲ့အနာဂတ်အတွက်လိုအပ်တဲ့စိတ်ဓာတ်နဲ့မဟာဗျူဟာကို မျှဝေပေးနေတဲ့ Aiden ပါဒီနေ့ကျွန်တော်အထူးသဖြင့်အသက်16ကနေ30ကြာအောင်မြင်မှုအတွက်ရုန်းကန်နေရတဲ့အိမ်မက်တွေ တောက်ပနေတဲ့မျိုးဆက်သစ်တွေကိုစကားပြောကြင်ပါတယ်ခမားတို့မှာအရေးအချင်းရှိတယ် စိတ်ကူးကောင်းနေရှိတယ် energy အပြည့်ရှိတယ်ဒါပေမဲ့ခမားတို့ရဲ့အကြီးမားဆုံးအိမ်မက်တွေကိုလက်တွေ့အကောင့်ထဲမဖို့နိုင်အောင်တားဆီးထားတဲ့အရာတစ်ခုရှိနေတယ်အဲ့ဒါကငါအစင်သက်မဖြစ်သေးဘူးဆိုတဲ့အတွေ့ဒါအကောင်းဆုံးမဖြစ်သေးဘူးဆိုတဲ့စိတ်ဒီနေ့ခမားတို့ရဲ့အောင်မြင်မှုကိုအတန်တိတ်တတ်နေတဲ့ ပါဖက်ရှင်နဲ့ပြည့်ပြည့်စုံမှုဆွတ်တဲ့ဆွဲလန်းမှုအကြောင်းကိုကျွန်တော်ဖွင့်ချပြမယ်ပြီးတော့သူ့ကို အနံယူနိုင်မဲ့တခုတည်းသောလက်နက် consistency စင်စမပြလှုပ်ဆောင်မှုကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာရှင်းပြပါမယ်ခမည်းဒီလိုခံစားဘူးလားနံပါတ်1ခမည်းမှာ ကိုယ်ပိုင် brand တခုဒါမှမဟုတ် YouTube channel တခု business တခုစချင်တယ်ဒါပေမဲ့ logo က perfect မဖြစ်သေးလို့ website က perfect မဖြစ်သေးလို့ဆိုပြီးလပေါင်းများစွာနှစ်ပေါင်းများစွာ မစဖြစ်သေးဘူးနံပါတ်2ခမည်း CV တဆောင်ရေးတယ်အလုတ်လျှောက်ဖို့ဒါပေမဲ့အဲ့ဒီ CV ကိုအခါ90လောက်ပြန်ပြင်နေတယ် ဒါမှအကောင်းဆုံး CV ဖြစ်မှာဆိုပြီးတော့နောက်ဆုံးတော့အဲ့ဒီအလုပ် deadline တောင်ကြော်သွားရောနံပါတ်3 social media ပေါ်တက်လိုက်တိုင်းအခြားသူတွေရဲ့ပြည့်ပြည့်စုံနေတဲ့အောင်မြင်မှုတွေခရီးသွားနေတာတွေရလက်ကောင်းတွေကိုတွေ့နေရတဲ့ခမားလဲအဲ့ဒီလောက်ပါဖက်မဖြစ်သေးရင်ငါဘာမှ မတင်ဘူးမပြဘူးဆိုပြီး ကို့အခွန်ထဲမှာပဲကိုပြန်သုံးနေလိုက်တယ်။အဲ့ဒီပိန်းကိုကျွန်တော်နားလေတယ်။အဲ့ဒါကို analyze Paris လို့ခေါ်တယ်။အရန်တွေးအရန်သုံးသပ်အရန် perfect ဖြစ်ရှင်ရင်းနဲ့နောက်ဆုံးမှာဘာမှလက်တွေ့မဖြစ်တော့တဲ့အခြေအနေဆိုပဲခမားတို့ရဲ့အသက်78ကနေ30ဆိုတာစမ်းတက်ရမယ့်အရွယ် အမားလောက်ခွင့်ရှိတဲ့အကျွယ်ပါဖက်ချင်းနစ်ကခမားတို့ရဲ့အဲ့ဒီလောက်ပိုင်ခွင့်ကိုလာပြီးရှင်းအောင်ထားတဲ့ကျိုးတစ်ချောင်းပဲတို့ရေကျွန်တော်အနေနဲ့လူ sorry CEO ကိုတယောက်အနေနဲ့ကျွန်တော်လူငယ်စွန့်ဦးတည်ထင်သူတွေလူငယ် professional တွေအများကြီးနဲ့တွေ့ကြုံခဲ့ရတဲ့ဥပမာနှစ်ခုကျွန်တော်ပေးမယ် story 와 the perfection 네ပြည့်ပြည့်စုံမှုကိုဆွဲလန်းတယ်ကျွန်တော်မှာ client တယောက်ရှိတယ်အရန်တော်တဲ့အကောင်လေးအသက်က26ပဲရှိသေးတယ်သူကအဲ့တခုရေးချင်တာသူ့ idea ကလည်းအရန်ကောင်းတယ်ဒါပေမဲ့သူက user interface UI ကအဲ့ဘယ်လိုပြည့်ပြည့်စုံရမယ်ဆိုပြီး designer တွေနဲ့ အချိန်နှစ်နှစ်လောက်အသေးစိတ်ပြင်ဆင်နေခဲ့တယ်။သူအဲ့ဒီလိုပြင်ဆင်နေတုန်းကပဲသူ့အိုင်ဒီယာနဲ့စင်တူတဲ့အက်တခုပါဖက်တော့မဖြစ်ဘူး။အနည်းငယ်အမားအယွင်းတွေတောင်ပါတယ်။အဲ့ဒီအက်ကမီနီမမ်ဖိုင်ဘာပရိုဒတ် and we ပြီးဆိုပြီးဈေးကွက်ထဲကိုအရင်လွှင့်တင်လိုက်တယ်။ဘာဖြစ်သွားလဲ။အဲ့ဒီ မပြည့်စုံတဲ့အက်ကလူတွေစီက feedback တွေကိုတကယ်ရသွားတယ်သူတို့ကရလာတဲ့ feedback တွေအတိုင်းနေတိုင်း consistency စဉ်စားမပြတ်ပြင်သွားတယ်လျှောက်လာကြတော့သူတို့အက်ကဈေးကွက်ကိုထိန်းချုပ်သွားပြီကျွန်တော် client ရဲ့ perfect အက်ကကိုသူထုတ်တော့မထုတ်လိုက်ရဘူး ဘာလို့လဲဆိုတော့သူစလိုက်တဲ့အချိန်မှာဈေးကွက်ကသူ့ကိုမဆောင်တော့ဘူး story 2 the consistent one စင်စမပြတ်လှုပ်ဆောင်သူ ခမည်းတော်ကြိုက်တဲ့ YouTuber ကြီးတွေ content creator ကြီးတွေဒါမှမဟုတ်အာကစားသမားတယောက်ကိုကြည့်လိုက်သူတို့ရဲ့ပထမဆုံးဗီဒီယိုပထမဆုံးအနုပညာလက်ရာကို ပြန်သွားကြည့်လိုက်အရန်ဆိုးရွားလွန်းတယ်အတမကြည့်ဘူးမီးအလင်းအမောင်းမကောင်းဘူးပြောတာတွေထင့်ငော်နေတယ်ဒါပေမဲ့သူတို့လောက်ခဲ့တယ်သူတို့ perfect ဖြစ်တဲ့ကမတာ perfect ဖြစ်တဲ့ script ကို ထိုင်ဆောင်မနေဘူးသူတို့စခဲ့တယ်ပြီးတော့နောက်တစ်ပတ်မှာအရင်တစ်ပတ်ထက်နည်းနည်းလေးပိုကောင်းအောင်လောက်ခဲ့တယ်နောက်တစ်လမှာအရင်လထက်ပိုကောင်းအောင် လောက်ခဲ့တယ်သူတို့ရဲ့အောင်မြင်မှုကတရက်ထဲနဲ့ perfect ဖြစ်အောင်လှုပ်လိုက်လို့ရလာတာ မဟုတ်ဘူးမပါဖတ်တဲ့ကြိုးစားမှုပေါင်းတစ်ထောင်ကိုစင်စက်မပြတ်လှုပ်ခဲ့လို့ရလာတဲ့ compound effect ပေါင်းဆက်အကျိုးတက်ရောက်မှုရဲ့ဇာတ်လပ်ပဲဒါဆိုကိုကျွန်တော်တို့ဘယ်လိုလှုပ်ရမလဲ perfectionist ကိုဘယ်လိုချိုးဖြတ်ပြီး consistency ကို ဘယ်လိုတည်ဆောက်ရမလဲဒီမှာခမားတို့အတွက်ကျွန်တော်ရဲ့ CEO Ruben လက်တွေ့ကြတဲ့နီလန်၃ခုပေးမယ်နံပါတ်1 Don't eat butter than perfect mindset ကိုမွေးပါပြည်ပြစုံတာထက် ပြင်းမြောက်သွားတာကပိုအရေးကြီးတယ်အောင်မြင်တဲ့ CEO တွေ leader တွေကအကောင်းဆုံးအစီအစဉ်ကိုမဆောင်ဘူးသူတို့က အလုတ်ဖြစ်နိုင်တဲ့အစီအစဉ်နဲ့စလိုက်တယ်ခမားလက်တွေ့လှုပ်ရှားလိုက်မှဆစ်ဆက်ဘာလို့ရမလဲပူချင်းသွားလိုက်မယ်ပြည်ပြည့်စုံဖို့ထိုင်ဆောင်နေရင်ဘာမှရှင်းလာမှာမဟုတ်ဘူးခမားရဲ့ project ကိုတရားရာဂိုင်နှုံးပြည်ပြည့်စုံဖို့မကြိုးစားနဲ့ဆစ်ဆယ်ရာဂိုင်နှုံးလောက်ပြည်ရင် lamp လှုပ်လိုက် တင်လိုက် feedback ယူပြီးမှပြန်ပြန်နံပါတ်1 ပရဆတ်ကိုကိုအတိကမထားပါ sorry ပရဆတ်ကိုကိုအတိကထားပါအောက်ခံကိုကိုအောက်ခံကိုကိုမဟုတ်ဘူးဇာလက်ကိုပန်းတိုင်မထားပဲလုပ်ငန်းစဉ်ကိုပန်းတိုင်ထားပါ perfectionist ကငါဒီလ follower တထောင်ရရမယ်အောက်ခံလို့စဉ်းစားတယ်ဒါကခမည်းရဲ့ထိ ंछ ုပ်လို့မရဘူး ဒါကြောင့်စိတ်ဖြစ်စေတဲ့ကိုစစ်ကိုစစ်တန်ဖြစ်သူကငါဒီလနေ့တိုင်းပို့တခုတင်မယ် process ကိုစဉ်းစားတယ်ဒါကခမားတရားရာဂိုင်းလုံးထိရှုပ်လို့ရတယ်ခမားရဲ့လှုပ်ဆောင်မှုကိုပဲအာယုံဆိုင်ပါ ရလက်ကအလိုလိုလိုက်လာပါလိမ့်မယ်နံပါတ်3တယ်1%ရူသို့မဟုတ်တယ်50 minute ရူကိုသုံးပါ တနေ့ကိုတရားကန်တော့တိုးတက်ဖို့ဒါမှမဟုတ်15မိနစ်လှုပ်ဖြစ်ဖို့ခမားကျင်းသွားဖို့စိတ်မပါဘူးဆိုပါဆိုငါဒီနေ့ perfect ဖြစ်အောင်နှစ်နာရီကစားမယ်လို့မတွေးနဲ့ငါကျင်းကိုသွားမယ်15မိနစ်ပဲကစားမယ်လို့တွေးလိုက်အဲ့ဒီစလိုက်တဲ့အချိန် momentum ကခမားကိုဆက်လှုပ်ရှင်စိတ်ဖြစ်သွားစေတယ် မနေ့ကထက်ဒီနေ့တရားကင်တော့ပိုကောင်းအောင်ပဲစူးစားပါပြည့်ပြည့်စုံဖို့မစူးစားပါနဲ့တနှစ်ကြာရင် ခမ38ဆပိုဒေါ်လာပါလိမ့်မယ်ဒါ consistency ရဲ့စွမ်းအားပဲကဲအသက်16ကနေ30ကြာကျွန်တော်ရဲ့အနာဂတ်လီဒါတွေ perfectionist ဆိုတာကအရန်လှပတဲ့ထောင်ချောက်တစ်ခုပဲ ကွန်စစ်တန်စီဆိုတာကကြမ်းတမ်းပေမဲ့ပန်းတိုင်ကိုတေချာပေါက်ရောက်စေမဲ့လမ်းမကြီးတစ်ခုပဲခမားတို့အကောင်းဆုံးချစ်ဖို့မလိုသေးဘူးခမားတို့စတင်ဖို့ပဲလိုတယ်ခမားတို့တခါတည်းအောင်မြင်ဖို့မလိုဘူးခမားတို့နေတိုင်းစစ်ဆက်ဖို့ပဲလိုတယ်ဒါကြောင့်ဒီပေါက်ကကြီးတာနဲ့ခမားတို့ကိုကျွန်တော် homework တစ်ခုပေးမယ်ဒါဟာ တကယ်အရှင်ပလန်ပဲနံပါတ်1ခမားပါဖတ်မဖြစ်သေးလို့ဆိုပြီးမလုပ်ဖြစ်သေးပဲဆွေဆိုင်ထားတဲ့အလုတ်တစ်ခုကို အခုစဉ်းစားလိုက်ပါစီဝေတင်မဲ့ကိစ္စလားဗီဒီယိုစရိုက်မဲ့ကိစ္စလားစာအုပ်စဖတ်မဲ့ကိစ္စလားနံပါတ်2အဲ့ဒီအလုတ်နဲ့ပတ်သက်ပြီး15မိနစ်အတွင်းဆက်ချင်းလှုပ်လို့ရတဲ့ အသေးဆုံးအလုပ်တစ်ခုကို အခုချက်ချင်းထလုပ်လိုက်ပါ စီဗီကိုစဖွင့်လိုက်ဗီဒီယိုကိုမေးမပြင်ပဲစရိုက်လိုက်စာအုပ်ကိုသုံးမျက်နှာစဖတ်လိုက်နံပါတ်3ပြည်ရင်ဒီဘော့ကရဲ့ကွန်မတ်ဘောက်မှာ course i am studying ခမရစလိုက်တဲ့အလုပ် imperfectly imperfectly cause ကျွန်တော်ကွက်လက်ကိုမပြည့်စုံပဲစလိုက်ပြီးဆိုပြီးဝင်ရေးခဲ့ပါဒါဟာခမားကိုခမားပေးတဲ့ဂတိကျွန်တော်ကိုပေးတဲ့ဂတိပဲပြည့်ပြည့်စုံတဲ့အချိန်ကိုမဆောင်ပါနဲ့အဲ့ဒီအချိန်ကိုဘယ်တော့မှရမလာဘူးအခုအချိန်ကို အကောင်းဆုံးပြည့်ပြည့်စုံအောင်အသုံးချလိုက်ပါ this is you are manda you are ceo code start waiting start waiting i will see i will see you in the next session အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေနောက်ရက်မှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကောလပ်ပါဘိုင်ဘိုင်